မင်္ဂလာပါရှင်။ရောင်းကတဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အခုတကောင်မှာတော့ SCA စာချုပ်ကိုကောင်းတဲ့ပုံရံနဲ့တိုင်းပြည်ခွဲတဲ့လုံဝလက်မခံမြောင်းလိုက်ပြောပြန်။ KNU CNF ABSDF ပါဝင်ဒိုင်းသားတော်လိုင်းအဖွဲ့အစည်းကစက်ကူစောင့်ပြသပြီးကြေညာထားတဲ့ SCA ပြည်ရဲ့စာချုပ်ကိုကောင်းတဲ့ပုံရံနဲ့မှတ်ရေးထိုးထားတဲ့အဖွဲ့များအလုံးပါဝင်ရမယ်လို့ကြေဖက်မြောင်းလိုက်ကပြောဆိုပြန်နေ။ ယမန်နဲ့နေပြည်တော်မှာ NCA 10နှစ်ပြည့်ခမ်းနားလာတက်တဲ့အပြည့်ရဲ့လက်နက်ကိုင်တချို့နဲ့တွေ့ဆုံစဉ်ကျန်ဖက်မြောင်းလိုင်းကထို့သို့ပြောဆိုခြင်းဖြစ်ပါတယ်။တနိုင်ရလုံးပြည့်ခမ်းရဲ့ဆင်း NCA စာချုပ်မှာရက်ဆိုင်သွားပြီးစက္ကူဆုံးတကူပြည့်ရောက်ရှိသွားပြီးဖြစ်ကြောင်းကင်မျိုးသားစရုပ်ကန်ယူချင်းမျိုးသားတောက် CNF နဲ့ပေါ် BNN လို့ ABSD ရဲ့ NSB နဲ့ NTU ဒေါ်လာတက်တွေကအော်တိုဘလော့73ရဲ့နေမှာစူပေါင်းထုတ်ပြန်ကြေညာထားတော့လဲ မြောက်နိုင်ငံက NCA ကိုဆက်လက်ကောင်းတဲ့ပေါ်သွားမိဖြစ်ကြောင်း NCA ကိုဆက်လက်ကောင်းတဲ့ပေါ်ဆောင်ရနိုင်ရတဲ့အတွက်ရွေးချယ်ခံဆွေရလွတ်တော်ရှိရလိုအပ်ကြောင်းမူလစတင်လက်မှတ်ရေးထိုးစဉ်ကတည်းကလွတ်တော်ဆွေရတမတော်နိုင်ငံရေးပါတီအတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး NCA မှာပါဝင်ခဲ့ကြတဲ့ဖွဲ့စည်းများအလုံးပေါင်းရလိုအပ်ကြောင်းမြောက်နိုင်ငံကဆိုတဲ့ တိုင်းဒေသလက်နက်ကိုင်ဖွဲ့များအနေဖြင့်စစ်တပ်ကနိုင်ငံတော်တာဝန်ထမ်းဆောင်နေခြင်းဖြစ်တဲ့အတွက်ဆက်လက်ဆွေးနွေးဆောင်ရွက်မှုမရှိငင်းကြိုင်းလုပ်ငန်းစဉ်တွေနှောင့်နှေးခဲ့ကြောင်းရွေးကောက်ဖွဲ့ကငင်းကြိုင်းလုပ်ငန်းစဉ်တွေအရေးကြီးအခန်းကဏ္ဍမှာပါဝင်သဖြင့်လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအတွက်ရွေးကောက်ဖွဲ့အောင်မြင်စွာကျင်းပပြုလုပ်နိုင်အဖက်ဖက်ကပူပေါပါဝင်ဆောင်ရွက်သွားကြရတဲ့ရွေးကောက်ဖွဲ့ကျင်းပပြုလုပ်ပြီးထွက်ပေါ်လာတဲ့အစိုးရနဲ့အတူငင်းကြိုင်းလုပ်ငန်းစဉ်များနဲ့ဆက်လက်ပူပေါပါဝင်ဆောင်ရွက်မြောက်လိုက်ကဆိုတဲ့ နရရှိခုနှစ်ဖွဲ့စည်းပုံခြေကံဥပဒေကိုခြေကံမြန်စီကိုစောင့်ရထားခြင်းဖြစ်ကြောင်းဖွဲ့စည်းပုံခြေကံဥပဒေဖြစ်တဲ့အတွက်လက်ရှိအချိန်မှာခိုင်မာဆုံးဖြစ်ကြောင်းအခြေခံဥပဒေအပြင်ဆင်ပြီးရသည့်တွေကိုပြင်ဆင်ပေးတော်မူဖြစ်ကြောင်းဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်ဆိုတော့လေနိုင်ငံ내ခိုင်ညီရဲ့ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်လို့ကြောင်းဖြစ်ကျင်လာတဲ့ဖြစ်နိုင်တဲ့ဖြစ်တင်တာကိုပုံမှန်ဦးစားပေးပြီးဆိုင်တဲ့အတင်ကြောင့်တိုင်းပြည်ခွဲတဲ့ကိုစစ်တပ်ကလုံးဝလက်မခံကြောင်းမြောင်းလိုက်ကပြောတယ် ကရင်မျိုးသားစရောက်ကရင်ညချင်းမျိုးသားတောင်စီရန်နဲ့ပို့ BNN လို့ ABSD ရဲ့ NSP နဲ့ NTU ဒေါ်လာ1တက်တွေအောက်တိုဘာ17ရက်နေ့ထုတ်ပြန်ကြေညာချက်မှာဆီယနာသိမ်းမှုက NCA စာချုပ်ရဲ့အနှစ်သာရခြေခံမှုနဲ့ယူမှတ်ချက်တွေကိုပြင်ပတင်းနဲ့ဖြည့်ဆည်းလိုက်ပြီးဖြစ်ပြီး NCA ကထွေဖော်မှုလုပ်ငန်းစဉ်လည်းရက်ဆိုင်သွားကစက်ကူစုံတစ်ခုပြည့်ကိုရရှိသွားစေကြောင်း ။အစီအစဉ်စာချုပ်ပေါ်ကျင့်ဝင်စာတင်ခြင်းမရှိဘဲကြိမ်ကြင်ချိုးဖောက်ခဲ့စေုံစွာကပြည်သူလူထုကိုအင်အားသုံးကပုံစံမျိုးမျိုးနဲ့ဖန်စီဖိနှိပ်တက်ပြက်လာခဲ့သည်တမကလေကြောင်းတိုက်ခိုက်မှုတွေပါဝင်ပြည်သူလူထုကိုကြံဖက်တက်ပြက်မှုတွေနေ့စဉ်ကျူးလွန်နေကြောင်းထောက်ပြတယ်။စီအိုဆွေအစီအမီခံပြီးဖြစ်လို့တဲ့ဟန်ပြလုပ်ငန်းစဉ်နေတဲ့စီအိုဆူမာ၎င်းတို့ကိုရိုက်ချိုးပေါက်ခဲ့ပြီးပြပြဲသွားပြီးဖြစ်တဲ့2008ဖွဲ့စည်းပုံခြေကံဥပဒေအောင်မှကျင်းပပြင်ဆင်တဲ့အတူရန်ရွေးကောက်ပွဲတို့ကဆီယနာရှင်တွေကနိုင်ငံကိုတသက်လုံးထိန်ချုပ်နိုင်တဲ့တရားဝင်မှုရှင်ကျိုးပန်းကျင်းတာဖြစ်ကြောင်း နိုင်ငံအကျပ်တဲနဲ့ပြည်သူလူတွေရဲ့ဆင်းရဲဒုက္ခတွေကိုပြည့်ရှင်းနိုင်မှာမဟုတ်ပဲပြည်ပခါသာပို့ရေးရှေ့လျားစင်ပြီးဖြစ်ကြောင်းတိုင်းသာတော်လိုင်းတပ်ဖွဲ့၆ခုကကြေညာထားတယ်။ဆလဘီမြောက်လိုင်းမှာအင်အား60ခန်းမှာစစ်တပ်စစ်ကြောင်းနဲ့ဒေါ်လိုင်းတူတွေကြားတိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်ကစနအုပ်သေးဆောင် PDF တုတက်ခွဲမဝတ်တန်ကြားဆောင်မကွေးတိုင်းမင်းလာမြို့နယ်မှာအင်အား60ခန်းပါစစ်တပ်စစ်ကြောင်းနဲ့ဒေါ်လိုင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်ကစနအုပ်သေးဆောင်ကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်မြေမှုခေအမှတ်နေတိုင်မှာဆရာကြောင်းကပြောတယ် အော်တိုဘလ16နှစ်ညနေ3:30မိနစ်ချိန်မလုံကပါစာနေကနေတက်ပြောင်းပြုလို့ရထွက်လာအင်အား60ခန်းပါစစ်ကား20ကုန်မင်းလာမြွနယ်လက်ပတန်းတကားကြီးရတရက်အုံလန်းခွဲစတင်ကြောင်းနေမှာတူတက်ခွဲမှုဝတ်တန်းဦးဆောင်တဲ့ဒေါ်လိုင်းတဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာညနေ4:05မိနစ်ချိန်ထိဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲမှာစစ်တပ်ကစနေဦးတေဆုံမီ26အထိကြိုက်တဲ့ရရှိကစစ်ကား20ပြည်စီသွားကြောင်းသိရတယ်။ အဆိုပါတိုက်ပွဲမှာဒုတက်ခွဲမှုအတန်းမှာဒဏ်ရာရှိတိုင်းမပြေးနိုင်တော့တဲ့ဖြင့်လောင်ငေတာတော်လင်းရဲဘော်တွေကိုတပ်ပြန်ဆုတ်ခိုင်းခဲ့ကြောင်းဒဏ်ရာပြင်းထန်ရရှိမပြေးနိုင်တော့တဲ့ဒုတက်ခွဲမှုအတန်းကစစ်တပ်ထံမှာအဖမ်းမခံတော့ပဲလက်ပြမိုင်းကိုပေါက်ခွဲမိမိကိုယ်ကိုဆုံးစင်သွားကြောင်းသိရတယ်။ဒုတက်ခွဲမှုအတန်းကလက်ပြမိုင်းကိုစနက်တန်ဖြုတ်ပြီးကိုယ့်ကိုယ်ကိုအသေးခံတော့တယ်။ကြံရဲဘော်တွေကိုသူ့မှာပါတနက်ကိုပေးပြီးမိုးကလည်းအရန်ရွာမထနိုင်တော့သူ့ရဲဘော်တဆိုင်မှုကိုတနက်ပေးပြီးဘိုက်အောင်မှာမိုင်းထားပြီးပေါက်ခွဲခဲ့တာပါ။အာဇာနည်သူရဲကောက်တုပ်ပြမြင့်မြတ်စွာကြဆောင်ခဲ့ရလို့ပြည်သူ့ကာကွယ်တပ်မတော်မင်းဘုခရိုင်မန်နေတိုင်းမှာဆရာကြောင်းကပြောပါတယ်။ စစ်တပ်ဘက်တပ်သား library telegram ဒီမှာတော့မင်းလာတိုက်ပွဲအတွင်း PDF တအုံးမှာစစ်တပ်ရဲ့ RPG စနစ်နဲ့ကြီကိုထိမှန်ပြီးတော့ခနာကိုစိတ်စိတ်မမပြစ်ပြီးတိတ်ဆုံးတာတော့ဓာတ်ပုံနဲ့တော့လိမ့်လေတင်းထုတ်ပြန်ထားကြောင်းမင်းဘုခံမနေတိုင်းဆရာကျောင်းကရှင်းပြတယ်။ ဇလဗီလဲကုမြွနယ်အောက်ဆိုင်မှုရုံကိုပောက်ွက်တိုက်ခိုက်မှုရဲစဲအောက်ဆိုင်မှုတောင်းနဲ့ပြူစော်တိတောက်သိဆောင်ရန်တိုင်းလဲကုမြွနယ်တရဘိုးကြရာရှိမြွနယ်အောက်ဆိုင်မှုရုံကိုပောက်ွက်တိုက်ခိုက်ရရက်တန်ပြင်စင်တဲ့ရဲစဲအောက်ဆိုင်မှုတောင်းနဲ့ပြူစော်တိတောက်သိဆောင်ကြောင့်ရန်ကုန်အမီဖွဲ့မှတောင်းရှိသူကပြောရင်အော်တိုဘလ18ရက်နေ့ညနေ4:50မိနစ်ခန့် လက်ကွတ်မြွနဲ့ဒရက်ပိုကြီးရရှိမြွနဲ့ဒရက်အုပ်ချုပ်မှုရုံကိုပြန်မြင်မိုက်တလုံးလက်ပြပေါ်နှလုံးနှုတ်နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွေမြွနဲ့အုပ်ချုပ်မှုရုံမှာအရက်တောင်ပြင်ဆင်နေတဲ့အုပ်ချုပ်မှုတောင်နဲ့ပြူစောတီတောင်ပုံတိမှန်ကလေးပေါ်ပြန်ဝဲပြီးပွဲချင်းမိတေဆောင်ကတိမှန်တန်ရရှိသူတွေရှိပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီဝိုင်းရင်နဲ့နောက်ပိုင်းကေဘက်ကပါရပူပေါင်းဆောင်ခဲ့ခြင်းဖြစ်ပြီးအကြဖတ်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြင်ပတဲ့အကြဖတ်စစ်ကောင်စီပြုလုပ်မဲ့တရားမှုရေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လုက္ကိုင်နေကြသူတွေကိုဆက်လက်ပြီးပြင်းထန်တိုက်ခိုက်သမီးဖြစ်ကြောင်းရန်ကုန်အာမီဖွဲ့တော်ရှိသူကဆက်လက်ပြောဆိုတဲ့ ဆက်လက်ပြီးတော့သခိုင်းမြို့နယ်လက်ပံကျေးရွာမှာတက်ဆွေတိုင်းစစ်တပ်ကစုခါထွက်ပြေးသွားပြီးတိုးလိတ်တစ်ခွေကနေမြေရှင်နဲ့လုံနေစဉ်မူရင်စေဝါ300ရာမှာတုံးနဲ့ပြစ်စည်းနဲ့စစ်300ဆောင်နေသိစရာရှိသခိုင်းနိုင်သခိုင်းမြို့နယ်လက်ပံကျေးရွာမှာတက်ဆွေတိုင်းစစ်တပ်ကစုခါထွက်ပြေးသွားပြီးတိုးလိတ်တစ်ခွေကနေမြေရှင်နဲ့လုံနေစဉ်မူရင်စေဝါ300ရာမှာတုံးနဲ့ပြစ်စည်းနဲ့စစ်300ဆောင်ပြစ်စည်းသိစရာရှိကြောင်းယူနီကွန်ဖြတ်ကြတဲ့ဘက် UGF ဖာတာရှိသူကပြောတယ်အော်ဒီဘလဆာကိုနေနေမှာသခိုင်းမြို့နယ်လက်ပံကျေးရွာတွင်ရှိပြည်သူနေအိမ်တွင်မှတဆွဲထားတဲ့ဂျပန်စစ်တပ်ကအဆိုပါကျေးရွာတက်ဆွဲထားတဲ့စကံမှာထွက်ပြေးစုခါသွားခြင်း တော်လိုက်တဲ့ဖွဲ့တွေကနာမည်ရှင်တွေဝင်ရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ထို့ပြင်ဂျပန်စစ်သားတွေစုကသွားပြီးနောက်ပြည်သူတွေပြန်လည်နေထိုင်နိုင်ရန်အတွက်ယူနီကုန်းပြကြားတဖွဲ့ကနာမည်ရှင်တွေလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဂျပန်စစ်တပ်ယူနီဖောင်းတွေနဲ့စေတုံးစာပစ္စည်းကိုတိတ်ဆိတ်ရရှိခဲ့ပါတယ်။အဲဒီစကွေးစစ်ကြောတက်ဆွဲထားကြပါပြီ။အဲဒီစကွေးတွေကလက်ပံကြေးရဲကပြည်သူပိုင်းနေနေမှာစကန်းချပြီးတက်ဆွဲနေထိုင်တာ။အော်တိုဘလ18ရက်နေ့မှာစကွေးရဲကထွက်သွားလို့နေမြေဝင်ရောက်ရှင်နေတဲ့စစ်သုံးဆောင်ပစ္စည်းတင်စီအောင်ရှိခဲ့လို့ယူနီကိုပြကြတဲ့ဖွဲ့ယူကြီးမှတာဝန်ရှိသူကပြောပါရတယ်။ အကြပါစစ်တပ်ကစကိုင်းမြို့နယ်အတွင်းနဲ့မြေဆုံမှုမှုရရှိအကျိုးဝင်နေတော့လေတော်လိုင်းတွေကပြင်းထန်ကုကံတိုက်ခိုက်နေတဲ့ဖြင့်ထင်းတလောက်ခီးမပေါက်ဘဲအကြဆုံများစွာနဲ့စစ်တပ်ဘက်အထင်အားလျက်ရှိကြောင်းဒေသစည်တင်မြေကပြောတယ်ကလပ်ပြောကလေးမြွနယ်မြောက်ပိုင်းကလေးခန့်ဘက်ကလည်းယာယီပိတ်ထားစကိုင်းတိုင်းကလေးမြွနယ်မြောက်ပိုင်းကလေးခန့်ဘက်ကလည်းကိုတော်လိုက်တဖွဲ့တွေကယာယီပိတ်ထားကြောင့်ဒေသခံတွေကလည်းသိရတယ်စစ်ကောင်ရှင် ကလေးခက်ဘက်ကလည်းကအော်တိုဘလ16ရက်နေ့ကကားနဲ့လွင်ရနဲ့လက်နက်ခဲဖြစ်တယ်မိစစ်ကြောင်းထွက်ပြင်ဆင်စားနေတဲ့အတွက်လမ်းရာကြီးပိတ်ထားခြင်းဖြစ်တဲ့ထို့ပြင်ဒေါ်လေးတဖွဲ့တွေကကလေးခက်ဘက်ကလည်းမပေါ်ရှိကြရဒေသခံတွေကိုလည်းအချိန်မြင့်တိုက်ပေါ်ပြီးပြစ်ထလာတဲ့အတွက်တိတ်လျှောက်တဲ့တတိပေးလာမှုကြောင့်ဒေသခံချို့တိတ်လျှောက်နေရပါတယ်စက်ကော်မရှင်ကကလေးတမူကလေးကံဘက်ကလေးကံကောစတဲ့ကားလမ်းမတွေပြလဲထိချုပ်နိုင်အတွက်တန့်ရအများပြပြည့်တင်ခြင်းဖြစ်ကြောင်းနဲ့၎င်းကားလမ်းမတွေထိချုပ်ပါကလာမယ့်ရွေးကောက်ပွဲကျင်းပနိုင်ပြီးဒေသခံတွေကသုံးသပ်တယ်။ ဆက်လက်ပြီးတော့စစ်တပ်စစ်တပ်နေရာပြန်တဲ့အတိုင်းပြည်အေးချမ်းမယ်လို့မွန်တော်လိုင်းတပ်ဖွဲ့တွေကတုံ့ပြန်မွန်ပြည်နယ်အေးချမ်းလက်နက်ကိုင်ဖွဲ့တွေတွေ့ဆုံဖြေရှာဖို့မွန်ညညွတ်ရေးပါတီဥက္ကဋ္ဌပြောဆိုမှုပေါ်စစ်တပ်ကပြည်သူ့လက်ထက်အာဏာပြန်အပ်ပြီးစစ်တမ်းနေရာပြန်မသာရမယ်လို့မွန်တော်လိုင်းတပ်ဖွဲ့တွေကတုံ့ပြန်လိုက်တယ်မွန်ညညွေးပါတီဥက္ကဋ္ဌနိုင်လဝီအောင်ကမွန်ပြည်နယ်အေးချမ်းမှုသက်ဆိုင်လက်နက်ကိုင်ဖွဲ့ရင်းနိုင်ငံတော်ကတာဝန်ရှိသူတွေချိန်ယူပြီးတွဲဆောင်ဆွေးနွေးဖို့ NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်ခမ်းနားမှာ VOA သတင်းဌာနကိုဖြေကြားခဲ့တယ်။ ဒါအပြင်နိုင်ငံတော်ကတာဝန်ရှိသူတွေနဲ့သက်ဆိုင်ရာနိုင်ငံအဖွဲ့အစည်းတွေအားလုံးအကျိုးဆောင်တွေလွှတ်ပြီးတော့ဆွေးနွေးဖို့နဲ့ပြည်တွင်းပြည်ထနာကိုပြည်တွင်းမှာဖြေရှင်းပြီးအချင်းချင်းညှင်းကုံဆွေးနွေးဖြေရှားကြရမဖြစ်နိုင်ကြကြောင်းမရှိဘူးလို့ဆိုတဲ့မော်ပြဖက်ဒရယ်ကောင်စီ MFC ကကွေးဌာနမှနိုင်တလနိုင်ကစစ်တပ်ကကျွလွန်နေရဆွေးမှုတွေကိုရပ်တန့်မှုလို့တလုံးအာဏာကိုပြည်သူလက်ထက်အပြည့်အဝပြန်နိုင်မှသာမွန်ပြည်နယ်သားမကတိုင်းနိုင်ငံလုံးအေးချမ်းမယ်လို့လည်းပြောတယ် နေရာသားတွေကိုပြင်မှတ်ထားပြီးစစ်တပ်လေကြောက်တိုက်ခိုက်မှုတွေပါဝင်မြေမြုပ်သောဆရာဆွေမှုတွေကျွလွန်နေရပေါ့တွေ့ဆုံဆွေးနွေးဖို့ပြောဆိုနေကြသူတွေဟာနိုင်ငံသီလမရှိတဲ့သူတွေလို့မှတ်ချက်ပြုတယ်ရွေးကောက်ပွဲမဲမတမာမှုအကြောင်းပြချတဲ့စစ်တပ်ကနိုင်ငံအာဏာကို2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာတင်ယူပြီးနောက်ပိုင်းမွန်နိုင်ငံရာဇဝင်နဲ့မွန်လူတို့တွေကြားအမြင့်သဘောထားရေးကိုလည်းခဲ့ကြတယ်မြေသားလွတ်တော်လွတ်မြောက်ရေးအတွက်နှစ်ပေါင်း80ကျော်လက်နက်ကင်တပ်ဖွဲ့ဝင်ခဲ့တဲ့မွန်ပြည်သက်ပါတီကအာဏာသိမ်းမှုတွင်နိုင်ငံပြည်ထောင်ကိုနိုင်ငံနီးလည်းနဲ့သာတွေ့ဆုံဆွေးနွေးဖြေရှားဖို့ရည်တည်လာခဲ့တာပါ အာနမ်သိန်းကမှမုံလူတို့ရဲ့ထောက်ခံမှုကိုရရှိခဲ့ပူညီညွတ်ရေးပါတီကလည်းစေကောင်စီလက်ထက်မှာခင်းပြတဲ့လမ်းတိုင်းရှောက်လမ်းမှုရွေးကောက်ပွဲနိုင်ရကိုစလန်နဲ့ကိုဆဲလုခဲ့တယ်။ဆရာနာရှင်စနစ်ကိုစန့်ကျင်တဲ့အင်အားစုတွေကတော့အာနမ်သိန်းမှုကြောင့်ဖြစ်ပေါ်လာတဲ့နိုင်ငံအပြောင်းအလဲမှာမုံလက်နက်ကင်တော်လိုက်ဖွဲ့တွေကိုကိုဒီကိုဟန်နဲ့တည်ထောင်ပြီးတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ ရေးမြော်နဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ဝိုက် PDF ကောက်ဆောင်ပုံရနိုင်ကအာနာရှင်သက်ဆိုရှာတို့ရဲ့အကျိုးစီးပွားအတွက်ပြောတာဖြစ်ပြီးစစ်တပ်ကစစ်တမ်းလျှောက်ပြန်မယ်ဆိုရင်ဆွေးနွေးဖို့စဉ်းစားမယ်လို့လည်းပြောတယ်စစ်တပ်ကမတရားနာသိမ်းတဲ့ပေါ်ပြည်သူတွေကလက်မခံတဲ့အတွက်ပြည်သူတွေကနေတဆင်တွေတော်လည်းရဲ့စနစ်ပြောင်းလက်နက်ကင်တော်လည်းပေါ်ပေါက်လာခဲ့လို့တော်လည်းဖွဲ့တွေကပြောဆိုထားကြပါတယ်ဒါအပြင်မွန်နိုင်ငံရေးပါတီဖြစ်ကြတဲ့မွန်ညိညွတ်ရေးပါတီနဲ့မွန်တိုးတက်ရေးပါတီကစစ်ကောင်ရှင်ဦးဆောင်ခြင်းပါမယ်အထွတ်ထွေရေကောက်ပွဲမှာမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ် မွန်ပြည်နယ်တွင်းလှုပ်ရှားကြတဲ့မိုလန်နကိုင်တော်လိုင်းဖွဲ့တွေပါဝင်ဒေသခြေဆိုင် PDF နဲ့တခြားသောမဟာမိတ်တပ်တွေကတော့သူတို့ထိချုပ်လှုပ်ရှားနေမြင်တွင်ရွေးကောက်ပွဲကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားကြတယ်။ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်နဲ့နိုင်ငံရေးပါတီနဲ့လူပုဂ္ဂိုလ်ရ2008ဖွဲ့စည်းပုံခြေကပ်ဥပဒေကိုပြန်လည်သက်သွင်းပြီးဆရာနာရှင်ကိုတက်ဆိုးရှောင်ပြုလုပ်တဲ့အဖွဲ့အစည်းပုံကိုပြတ်တမှတ်မယ်လို့ရာမျက်မွန်တက်တော်ကအသိပေးထားပါတယ်။နောက်ဆက်အပြေးကြတဲ့အတွက်သူဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။